လူဘဝရောက်လာလို့ရှိရင်မြတ်စွာဘုရားကိုယ်တိုင်ကလူလောကမှာစံပြပုဂ္ဂိုလ်ဖြစ်ဖို့အတွက်အန္တသုတ်တ္တမှာဟောထားတာရှိစံပြပြပုဂ္ဂိုလ်ဖြစ်ဖို့ရအတွက်စီပွားရှာတတ်တဲ့မျက်စိနဲ့ကိုကျင့်တရားနဲ့ပတ်သက်တဲ့မျက်စိလို့ ဒီမျက်စိနှမျိုးရှိရမယ်လို့သူတို့ဟောတယ်။ဘာကြောင့်လဲဆိုရင်ဇီဝဥစ္စာရှာခြင်းဟာဒီဘဝတစ်ခုယက်တိနိုင်ဖို့အတွက်အဓိကဇီဝဥစ္စာရှာကြ။သူဇီဝဥစ္စာရှာတဲ့အခါမှာတရားမြတ်တမှု တရားမမြတ်တမှုသိရှိဖို့အတွက် ိုကျင်တရားနဲ့ပတ်သက်တဲ့ပညာမျက်စိနဲ့ရှိရမယ်လို့ဒီနှစ်ခုကိုဟောတယ်သို့တော့တမအနေထားဖြင့်ဖြင့်လောကမှာဒီစိဘဥစ္စာရှာပြီးနေစဉ်ဘဝနေကြတာပဲအကုသိုလ်မှုမဖြစ်ဘူးလားလို့ဆိုပုထုဇဉ်ဘဝမှာတော့ပုထုဇဏဆိုတာ ကိဋ္တရီထူပြောတဲ့ပုဂ္ဂိုလ်တွေကိုခေါ်တာပဲဖြစ်တယ်။တမာအဖြစ်ရဘတ္တမောဟဆိုတဲ့အကုသိုလ်တရားတွေဟာတော့နောက်ဆုံးမှာလောဘနဲ့မောဟကယဟန္တာဖြစ်မှ လုံးဝကင်းသွားပြီ။ဒေါသကတော့အနာဂတ်ဖြစ်တဲ့အခါမှလုံးဝကင်းသွားမှာဖြစ်တယ်။လောဘဒေါသမောဟလုံးဝအကုသိုလ်မှန်သမျှကင်းဖို့ဆိုတာကြတော့ အရိယသူတော်ရှင်ဘုရားရောက်မှသာကင်းအကုသိုလ်မှန်သမျှဟာပြည့်ရှိပြီးတော့ဆိုးကျုပ်ပိဋ္ဌာမှန်တော်လည်းပဲကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လိုက်တဲ့နောက်တဘာဝတရားတစ်ခုကအပြစ်ကင်းပြီးတော့ဒုက္ခဆိုတဲ့အကျိုးပေးနိုင်တဲ့ကုသိုလ်ဆိုလိုတာကရင်ထဲမှာ စံကျင်မဲ့သဘာဝနှစ်ခုဟာအင်အားပြိုင်နေတာပဲဖြစ်တယ်ပေါ့အဲ့ဒီအင်အားပြိုင်နေတဲ့အခါမှာတတိပညာတွေရောမသွားလို့အကုသိုလ်ဘက်ကများစွာ အနိုင်ရသွားလို့ရှိရင်တန်တရာဝကမလွတ်ယုံမြတ်မကအပေငရေထီအောင်ရောက်သွားပြန်ကုသိုလ်ဘက်ကနိုင်ရတဲ့အခါမှာ ။တန်တရားဟုတ်ကမလို့သေးတော့လဲ။လူပြေနတ်ပြေဆိုတဲ့လူချမ်းသာနတ်ချမ်းသာ။နောက်ဆုံးကဘာချီပြီးတော့အသက်ရှိတယ်ပြမချမ်းသာဆို။တန်တရားထဲမှာရှိတဲ့ချမ်းသာဒုက္ခတွေကိုရရှိတာဖြစ်တယ်။တန်တရားဟုတ်ကမလို့သေးသမျ။အပြစ်ဆိုဒီမှာရှိနေဥမှာပဲဖြစ်တယ်။သို့သော စီးပွားရှာလို့ဖြစ်တဲ့တမန်အဖြစ်တရားမြတ်တာမှုပေါင်းတွင်ကစီးပွားရှာလို့အကုသိုလ်ဖြစ်တယ်ဆိုတာစီးပွားကိုအသုံးချပြီးရတဲ့ကုသိုလ်နဲ့စာလို့ရှိရင်ထိုကုသိုလ်ကထိုစီးပွားရှာလို့ဖြစ်တဲ့အကုသိုလ်ကိုလွှမ်းမိုးပြီးတော့ချုပ်ကင်သွားနိုင်တယ်ပေါ့ချုပ်ကင်သွားနိုင်တယ်နောက်ဆုံးမှာအကုသိုလ်တွေကိုထိန်းချုပ်နိုင်တဲ့ ောတပတိမေသောတပတိဖူသက္ကရကမိမေသက္ကရကမိဖူစားတဲ့ဆွာချီမာတဲ့ကုသတရားတွေကိုယ်ရင်ထဲမှာဖြစ်လာပြီဆိုရင်အကုသတွေဟာယောနေသွားတာပဲဖြစ်တယ်လူ့ဘဝရလာလို့ရှိရင်နံပါတ်1စီးပွားရှာကြမယ်နံပါတ်2ကကိုကျင်တရားကောင်းအောင်ကြိုးစားကြမယ်ဒီနှစ်ခုဆိုရင် တာမန်ပုဂ္ဂိုလ်တွေဖို့ပြည့်ပြည့်စုံနေသူတော်စင်သူတော်မြတ်တို့ရဲ့လောက်ရလို့ပြောလို့ရတယ်။တန်မြာဟုတ်ကလွတ်ချင်တဲ့တကယ်ကိုတန်မြာကြီးကိုညီးခွေပြီးတန်မြာဟုတ်ကလွတ်ချင်ပြီဆိုတဲ့အခါကျမှစီပါဥစ္စာကိုလည်းဆုံးလို့တယ်။တရားဓမ္မတသက်ကိုသာချင့်ပြီဆိုတဲ့အခါကျတော့ဒါကတော့ လမ်းကြောင်းတစ်ခုတည်းကိုသွားတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကိုဟာကိုဘဝရောက်နေတဲ့အခါမှာဘယ်လမ်းကြောင်းကိုရွေးထားတာလဲဆိုရင်တန်တရားရဲ့မှာကုသကမှုပြုပြီးတော့ကိုကျင်တရားကောင်းမွန်နဲ့လူချမ်းသာနတ်ချမ်းသာချမ်းသာတစ်ခုကနေချမ်းသာတစ်ခုရရှိပြီးနောက်ဆုံး တန်တရာဝကြီးကညင်းငွေလာတဲ့အသိဉာဏ်တွေရလာပြီဆိုတဲ့ခါမှာနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုဥတည်ပြီးသွားမယ်ဆိုလို့ရှင်ကတော့ဖြစ်တဲ့ဖြစ်တတ်တာကတော့စိဘာဥစ္စာကိုရှာလဲရှာရမယ်စစ်မှန်တဲ့နီလန်းနဲ့အတုံးချတာလည်းလုပ်ရမယ်လို့တန်တရာခီးသွားနေတဲ့ပုဂ္ဂိုလ်တွေဟာ ကိုသွားနေတဲ့ခရီးလမ်းကြောင်းကိုလည်းတိဖို့လိုအပ်တယ်ပေါ့နော်တိဖို့လိုအပ်တယ်တန်တရာဟုတ်ကချွတ်ချင်ပြီဆိုလို့ရှိရင်လည်းလွတ်ချင်ပြီဆိုရင်လည်းတန်တရာဟုတ်ကလွတ်တဲ့လမ်းကြောင်းကိုတိဖို့လိုတယ်ပေါ့လူတိုင်းလူတိုင်းဟာတန်တရာဟုတ်ကလွတ်တဲ့လမ်းကြောင်းကိုသွားနေကြတာမဟုတ်ဘဲနဲ့ဒသီဘဝရဲ့အနေထားအရစီဘဥစ္စာရှာပြီးတော့ ထိုက်တဲ့တော်ကုသကောင်မှုပြုတဲ့လမ်းကြောင်းကိုရွေးထားကြတယ်ဆိုရင်တော့ထိုလမ်းကြောင်းအတွက်အကောင်းဆုံးဖြစ်အောင်မြတ်စွာဘုရားလမ်းညွှန်ချက်ကိုတည်ဖို့လိုအပ်တယ်